အားလုံးပဲမင်္ဂလာပါမောင်မောထွန်းခနာဆိုင်ရိုင်အပိုင်ခွန်နောက်တော့ Fred ကအချက်ပြုတ်လုပ်ငန်းကိုအင်းဒီနဲ့တော့လုံးဝလွှဲထားလိုက်တော့သည်ဒီအတွက်သူ့အလုံးဝမ်းသာမီအချက်ပြုတ်တွက်အင်းဒီကိုမျက်နှာလွှဲလို့ရတော့သူ့အနေနဲ့စားသောက်ဆိုင်အင်းဒီကအရက်ပုံးစင်မှာတစ်ခွက်တစ်ဖလားစီခဏခဏတော့မလို့ရတာကိုအလုံးပင်မမေမေဆိုင်ထဲမှာ frame ရှိရင်အင်းဒီအလုံးစိတ်ချမ်းသာသည် ။ဘာဖြစ်လို့လဲဆိုတော့ Frag ကအင်းဒီကိုအချောင်းရှိအချောင်းရှာပြီးစုတဲ့ချင်းချောက်တဲ့တော့ကြောင့်ဖြစ်ဤ။ Hey Glima မင်းဒီနေရာကထွက်ပြေးလာရဲဆိုတော့ငါသိတယ်။ဒီနေ့တွင် Frag ကအင်းဒီယာပြောသည်။ဒါပေမဲ့ထွက်ပြေးမယ်တော့မကြံနဲ့။မင်းပဲပြေးပြေးငါကတော့မမီမီအောင်လိုက်ဖက်မှာပဲ။သိရလား။ထွက်ပြေးလို့ပြန်ပြင်းလေတက်တော့မယ်မထင်နဲ့။မင်းတစ်သက်လုံးမမီနိုင်အောင်ငါကဟောရီတရေခက်ဖက်ကြီးချစ်ပြီးရိုက်မှာပဲ။ ို့ဖြင့်ဤဤသည်ထွက်ပြေးရန်မကြောင်နာစိတ်ကူးပေမယ့်မပြေလောအောင်ပြင်းနေလင်တော့ကောင်းတာပေါ့လောအောင်မပြင်းနေလင်တော့ဖရက်ကမစ်ဆန်နီကန်ထက်တောင်ပူပြီးရိုက်ချက်မှာတေးကြသည်နောက်ကြောင်းကလည်းယခုလိုစောင်းအောင်ဒီမှာငန့်ငန့်ပြက်ပြက်နေနယူးယောက်မြို့တွေရှောက်သွားနေမြေစာစောသောဆိုင်မှနေပြီးနင်းနင်းထွေ့ထွေ့နေအချိန်မှန်မှန်စားနေရသည်ကပူရိပ်ကောင်းသည်ဟုဒီမိသည်ထို့ကြောင့်ဘလောက်ပဲအလုပ်ပြင်းပြင်းနွေးပေါက်ရောက်သည့်အထိတော့အောင်ဤတိကံပြီးနေအုံးမြီဟုဆုံးဖြတ်လိုက် မစ္စဘီရုပ်ရှင်သွားကြည့်တဲ့နေများရယ်လေအင်းဒီကဆိုင်မနေရတော့ကိုပြောသည်ယခုအခါမစ္စဘစ်ဘီသည်တပတ်လျင်၃ရက်၄ရက်ဆိုလိုညပိုင်းရုပ်ရှင်သွားကြည့်သည်သူမရှိတော့ဆိုင်ထဲမှာကိုလက်ကိုချီလွတ်လွတ်လပ်လပ်လောက်ကန်ရလို့အင်းဒီစိတ်ချမ်းသာသည်သူဝိမေမစ္စဘစ်ဘီဆိုင်ထဲမှာရှိနေလေတော့အင်းဒီဖို့မတတ်တာလားမစ္စဘစ်ဘီသည်ကောင်တာနီးမှာခွေးချပေါ်ရင်ထိုင်ကောင်ကက်စီနေဆိုင်ရင် ရေဒီယိုနားထောင်ရင် ရုပ်ရှင်မဂဇင်းဖတ်ရင်အင်းဒီကိုတော့လှန့်လန့်ပြီးဟောက်လည်းဟင်းလည်းလုံနေတယ်။ဖယားဟေးအင်းဒီညီမျက်စီကန်နေသလား။ဟိုးစပွဲတော့မှလူတွေရောက်နေရမမြင်ဘူးလား။တကယ်တော့လူတွေကထိုင်တော့မထိုင်ကြသည်။ကိုအင်းကြီးချွတ်နေကြတော့မရှိသည်။ဟေ့ကလေးမညီဘာလို့အဲ့ဒီလုပ်ပြီးငေးနေရလဲ။ဟိုမဟုတ်ဆရာကြီးတွေစပွဲကိုရှင်းပြလိုက်ပါလား။နင်းနေအချိန်ရွေးအင်းဒီခက်တော့နိုင်ရင်ထိုင်မြင်တော့လေ။ ဟေးအပြင်မှာ time လေးနဲ့ဒီကြားဘူးတွေမှာတကြားလာထဲစမ်းရင်းတို့လည်းအကြောင်းမရှိအကြောင်းချပြီးတခုမဟုတ်တခုတော့လောက်ခိုင်းသည်ထို့ကြောင့်သူတို့လင်များနှစ်ယောက်တယောက်ကအရက်ဆိုင်သွားတယောက်ကရုပ်ရှင်သွားတော့မှသာအင်းဒီလေးခမအသက်ရှူပေါ်ရရှာတော်သည်အင်းဒီဘိုးဆိုင်ထဲမှာသူတို့လင်များနှစ်ယောက်မရှိလေဝမ်းသာလေဖြင့်ဘစ်ဘီဆိုင်တို့လာရောက်ဆောင်းချောင်းသူများမှာစိတ်ကန်းလောက်သားများတင်မောသားများနှင့်အနီးနားပတ်ဝန်းကျင်မှာလာနေကြဖောက်တဲ့များဖြစ်ကြသည် စိတ်ကန်းလောက်သားများနဲ့တင်မောသားများမှာစိတ်ကြမ်းလူကြမ်းများဖြစ်တော်လေ။အင်းဤကိုယ်တော်သူတို့ကတော်တော်ခင်ကြသည်။အထူးသဖြင့်အနီးနားရှိတက်ဆောက်ကိုပူတာမှအလုသမားများဖြစ်ကြသောဗီနီနဲ့အဲရူကအင်းဤကိုအလွန်ခင်ကြသည်။အင်းဤချက်သည့်ဟင်းတွေကိုလေအလွန်ကြိုက်ကြသည်။ဒီလိုနဲ့လူတရင် လူချင်းဆောင်က မကြခင်မှာပင်အင်းဤတရင် ပြန့်သွားတော်သည်။ဘက်စပီဆိုင်ကအရင်လိုမဟုတ်တော့ဘူးဟေ။ဟင်းချက်သိကောင်းနဲ့ကလေးမလေးတယောက်ရောက်နေတယ်။ မယုံရင်သွားစကြည့်တခါလဲရှာရည်လေသွားမင်းအင်းဒီလဲရကြဲဥမှုကြောတို့မဟုတ်တိရွတ်စုံတာပြုံဟင်းဆိုင်ရန်လူရီတမင်းတကောင်ရောက်လာကြသည်ဆောက်တော့ဆိုင်တွင်လာစားသူတွေနှက်ဆတိုးလာသည် နေလင်းစာရောညစာပါလက်မလျောင်းရောင်းရသည်ဖရက်တို့လင်းများမှာလက်ဖျန်းဝေသည်ပြီးအပျော်ကြီးပျော်နေကြတော့သည်ဒီချတိတ်မလေးရတော့တို့တပစံဝလေးပဲကဒီတော့သူ့ကိုတို့လက်လွတ်ခံလို့မဖြစ်တော့ဘူးဖရက်ကသူ့မိမကိုပြောသည် အင်းဒီကစားသောက်ဆိုင်သို့လာစားသူတွေကိုပြုံးပြုံးရှင်းရှင်းပြင်းကြိုဆိုနှုတ်ဆက်တဲ့တော့ကြောင့်သူ့ကိုအားလုံးကပင်ချစ်ခင်ကြသည်အင်းဒီမင်းကြီးလာရင်တော့ငါမင်းကို လက်ထက်ရမှာပဲမင်းချက်တဲ့ဟင်းတွေကိုငါဆွဲမိနေပြီလေဗီနီကချစ်စနိုးနောက်ပြန်သည်ဒီတော့အဲကလေဟုတ်တယ်ဗျရော့ဖဲလာတထေးကြီးမှာပတ်စံနေသုံးမကောင်ရှိပေမယ့်ကျွန်တော်တော့အားမကြဘူးအင်းဒီကိုရရင်ကြီးနေပြီ ဖရက်တို့လည်းများမရှိကြတော့ယခုလိုဖောက်တဲ့တွေနဲ့နောက်နောက်ပြောင်ပြောင်ပြောဆိုနေရသည်ကိုအင်းဒီအလွန်ပြောသည်အထူးသဖြင့်ဗီနီနဲ့အဲရိုကသူ့ကိုခင်မင်၍တမင်ဆောက်ရကြသည်တိုးပေမဲ့အချုပ်ချက်များပြီးအလုပ်ပင်မှန်းသောဒီဘွားကိုတော့အင်းဒီကမကြောက်ခနာယူမုံမီဒီနေရာဒီဘွားမှာထွက်ပြေးခြင်းစိလေးဖြစ်ပေါ်လာမီတိုးဖြင့်တစ်ခါတလေမြေရောက်ခန်းထဲကသူ့ကုတ်ပစ်ကလေးပေါ်ရင်လှည့်ရင်ငါမိရမယ့်ကလေးကဟာထွက်ပြေးလာတာမှားမြန်မှားတော့ပြေးလာမသိဘူး ဟူ၍တွေ့မိတယ်။သူကရမနေပြီးကြောင်းတဲ့ခဲတော့ပျော်စရာမကောင်းခဲ့ပေမယ့်ယခုတော့သူကကြောင်းကိုပြန်ပြီးလွန်လာသည်။စာတင်ခြင်းစိတ်ပြင်းပြလာသည်။စထမတန်းဒုတိယနှစ်ဝက်ပြက်ကွက်ရတော့မီကိုစိုးရင်လာသည်။သို့ပေမယ့်အော်ကိစ္စမရှိပါဘူးလေ။ဒီနေ့ပြက်ကွက်တော့လေနောက်နေ့ဆက်တက်တော့ပေါ့။ဒီနေ့နေရတော့ကြောင်းဆက်တက်နိုင်မှာပါ။တွေ့ပြီးသူ့ကိုယ်သူနှစ်သိမ့်သည်ဒီဆိုင်မှာဒီတိုင်းလုံနေရလို့ သူ့ဖေဖေနဲ့မမေနဲ့မြောင်ဘယ်တော့မှတင်နိုင်လိမ့်မည်မဟုတ်ဟုလေသူတည်မည်တကယ်တော့သူ့ဂီယာမထပ်ပြလာခြင်းအထိကအကြောင်းမှလည်းဒီချက်ပင်ဖြစ်သည်ထို့ကြောင့်သူကသူ့ခံစားချက်ကိုဖရက်တိုလင်မြောင်အောင်ဖြန့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 ်ပြောပြတော့ကောင်းနာမဆိုင်းမုတ်စာရန်ထောင်ထားရင်ဖရက်တိုလင်မြောင်ကတသက်ညံ့ညောင်းခင်ပြူသည်လွန်ခဲ့တဲ့၁၇နှစ်လောက်ကနယူးယောက်မြို့မြို့မက်ကလေးဂီယာမအင်းဤဆိုရဲမင်းကလေးကိုထားပြစ်ခဲ့ကြတဲ့ တစုံတူကိုတည့်ရလူများရှိခဲ့ရင်ကျေးဇူးပြုပြီးဒီကောင်တာနောက်ကအင်းဒီနဲ့ဆက်သွယ်ကြပါရှင်ပုံအင်းဒီတို့ဝိမေနေ့ရက်ရက်တွေတော့ကုံလုံးသွားကြသည်ဘသူမှလာရောက်ပြီးမဆက်သွယ်ကြပါတို့ဖြင့်ဆက်သောဆိုင်တို့လာရောက်သူတွေနဲ့သူ့ပြပြဖြစ်နိုင်သည်ဟုသူပါတော့တွေးထင်မိသူကိုမြင်လင်ထို့သူနာတို့တွားပြီသမီးကိုခွင့်လွတ်ပါဦးသမီးမသိလို့မေးကြည့်တာပါလွန်ခဲ့တဲ့၁၇လောက်က အင်းနီဆိုတဲ့မိန်းကလေးတယောက်ကိုများမိရမဲ့ကြရမှာဦးဦးထားခဲ့ဘူးပါလားအင်းနီကမေးရသည်သို့တော့ तू မေးချင်မိသူတိုင်းကပင်ဟင်မထားခဲ့ပါဘူးကွယ်ဟူရည်တော်အမြဲတမ်းပြန်ကြသည်ဒီလိုနဲ့ပင်အင်းနီဖို့ဘာမှထူးခြားမှုမရှိပေနေ့ရက်တွေကုန်လွန်သွားခဲ့ကြပြန်သည်သို့တော့နောက်များမကြာမီတွင်အင်းနီအနေဖြင့်ထူးခြားသောနေ့တစ်နေ့ကိုတော့အမှတ်ထင်ထင်ကြုံတွေ့ရလေသည် ထိုနေ့က1933ခုနှစ်မတ်လ20ရက်နေ့ထိုနေ့တွင်ဖရက်တို လင်မြန်နေတကွာစောတော့ဆိုင်သူလာရောက်ကြတော်သူတိုင်းမင်းကောင်တာနာရင်ဝိုင်းထင်ကောင်ရေဒီယိုနားထောင်နေကြ၏အကြောင်းမှာထိုနေ့တွင်ဖရန်ကလင်ဒီရူးစဝဲသည်ဝါရှင်တန်မြို့တော်၌အမေရိကန်နိုင်ငံ၏သမ္မတအသစ်အဖြစ် ကျင်းသစ္စာကျင်းဆိုပွဲကျင်းပတော်ကြောင်းဖြစ်သည်ရူးစဝဲ၏ကျင်းသစ္စာကျင်းဆိုပွဲမင်းကုန်းကိုအင်ဒီက အမတ်တင်တတိယနေမိသည် ရူးစ်ဘေကစီးပွားပြက်ကက်ကိုစုံခန့်နိုင်စရာမြည်ဟုအမေရိကန်ပြည်သူတရားလုံးအားကတိပေးသည်ကျုပ်တို့အားလုံးတို့ကကြောက်စရာအကောင်းဆုံးကတော့ကြောက်စိတ်ပင်သူကပြောသည်အင်းသူကမစ်ဆန်နီကလိုဂက်ဘစ်ဘီလိုလူစားမျိုးနဲ့မထွေဘူးသေးလို့ဒီစကားကို ပြောတာဟုအင်းဒီတွေးမိသည်အကြမ်းမီတွင်နှွေးပေါင်းရာသည် ရောင်လာခဲ့သည်ဘစ်ဘီဆက်သောက်ဆိုင်ပြင်မရှိ တပိမမင်းများရဟောင်းကြီးကရွက်တည်လောင်လာကြ၏ရာသီဥတုကနှွေးထွေးလာသောကြောင့်အင်းဤမြောက်ခန့်ကလေးမှနှွေးထွေးလာသည် အနှွေးတက်ပြီးမိလင်းမို့ထားရင်မလိုအပ်တော့ယခုကအင်းဤသည် သူ့ခန့်ကလေးရဲ့တွင်စောင့်မချုံမေအိတ်လိုရနေပြီမေလာအစောပိုင်းတနေ့ဤမုံမတဲ့မိချင်းတွင် မစ္စစ်ဘစ်ဘီကအင်းဤအားနောက်ဖေးလန်းကြတဲ့သူအမိုက်သွားဆွန့်ခိုင်းသည်နောက်ဖေးတကမှအင်းဤထွက်လိုက်တော့ ကောင်လေးတယောက်ကအခြားကောင်လေးတယောက်ကိုကြောက်ခဲပြင်းလှမ်းပေါက်နေသည်ကိုတွေ့ရသည်။ဂဲပေါက်ခံသည်ကောင်လေးသည်လမ်းကြောင်းအခွန်ရှိအမိုက်ပုံကိုအကောက်ဝဲယူပြီးပုံနေသည်။အင်းဒီကအမိုက်ပုံကိုမြေကြီးပေါ်ပစ်ချပြီးလှမ်းအောင်ပြောလိုက်သည်။ဟေးမင်းတို့နှစ်ယောက်ဘာလို့ဒီလိုအနိုင်ကျင့်နေရလဲ။ဟူကောင်လေးခမညာတနာပါလေ။ဘာကောင်လေးလဲ။ဒါနဲ့မင်းကရောဘာကောင်မလဲ။ စပင်းနေနီစလေးနှစ်သားရေခန်းကောင်းလေးကပြန်ပြောသည်ဒိုခဲနဲ့ပေါင်းနေတာကကောင်းလေးမဟုတ်ဘူးဟေ့ခွေးကလေးခွေးကလေးပါ ခွေးကလေးဟုတ်လားအဲ့ဒါဆိုပို့ပြီးမပေါက်တင်ဘူးပေါ့အင်းဒီကရှေ့သို့တိုးလာသည်ညင်တို့ဒီလိုမလုပ်ကြပါနဲ့ချက်ချင်းရလိုက်ပါအမေကောင်းမကကြီးကျက်လိုက်တာနင်ကဘာကောင်းမမလို့သူ့ကိုအမိန်ပေးနေရလဲစပင်းနဲ့မျက်နှာဟောက်ပတ်နေအခြားကောင်လေးကပြန်ပြောသည် သူကအင်းဒီထက်သုံးလက်မလောက်မြင်သည်သူဒီခွေးကလေးကို နောက်ထပ်ခဲတလုံးပြစ်ပေါက်လိုက်သည်ငါကငါပဲဟိဘာကောင်းမှမဟုတ်ဘူးအင်းဒီဒီရှေ့သို့တိုးသွားပြီးစပင်းနဲ့နဲ့ကောင်းလေးဤရင်ဘက်ကိုတွန့်ပြစ်လိုက်သည်အော်မင်းကဒီလိုလားစမ်းကျင်နေပေါ့ဟုတ်လားဟုတ်တယ်စမ်းကျင်နေအင်းဒီကမတက်ရနေသည်ကောင်းလေးကအင်းဒီအားတအားကြုံပြီးလက်သီးဖြင့်ဝုံငနေထိုးလိုက် အင်းဒီကတစ်ဖက်သို့လှစ်ခနဲရှောင်းတင်လိုက်သဖြင့်လက်ကြီးနှင့်လွေသွားသည်ထို့နောက်ကိုကိုပြက်မဲ့ပြီးကောင်းလေးမျက်နှာကိုကွက်ကနေဇွတ်ထိုးလိုက်သည်ကောင်းလေးပုံလျက်သောလေးကြသွား၏သူနှောက်မှသွေးစာများထွက်လာသည်အင်းဒီကလက်ကြီးနှစ်ဖက်ဆုပ်ပြီးအပေါ်စီအုံမူထားစဉ်ကောင်းလေးကမြေကြီးပေါ်လဲနေရမှာနင်းတော်တော်ဆိုးရဲကောင်းမှာဒီမှနင်းထုတ်လိုက်လို့ငါနှာခေါင်းသွေးထွက်သွားပြီအေးဒါကသဘောတော့ပဲရှိသေးတယ် မင်းတို့ညောင်ဒီကခုချက်ချင်းထွက်သွားပါထွက်မသွားရင်ဒီထက်ပိုဆိုးမယ်ကဲထွက်သွားကောင်းပြီငါသွားမယ်ကောင်းလေးကလဲနေရမှာကုန်းထလာသည်ထို့နောက်သူ့ဖို့အောင်အော်ပြုတ်လိုက်သည်ဟေးအက်ဒီဒီကောင်းမဆုပ်ကိုအုံနောက်ထွက်သွားအောင်ဆော့ထည့်ပြလိုက်စမ်းမောက်ကွာဆော့မဲကွာငါဆော့မဲအက်ဒီကပျော့ပျော့ဆော့ဆိုအင်းဒီကိုနောက်ဖက်မှာအထင်းဝင်လုံးသည် ။ဤတွင်အင်းဒီကကိုကိုတင်းခါရဲ့မီအက်ဒီဘဘက်မီယွန်းကိုတအားပြစ်ထုတ်လိုက်ရ။အက်ဒီသည်အားခနဲ့အော်ကောင်ပုံရက်သားလေချသွား၏။သူ့ဖော်လေချသွားတော့ပထမကောင်လေးကငါတို့လစ်တော့မဲကွာ။ဆိုပြီးထွက်ပြေးသွားလေတော့သည်။အက်ဒီကပြန်ထားရင်ကြိုးစားသည်။အင်းဒီကတောင်ပြင်းဖေးဖန်ညာပြန်ဇက်ခရင်ဇက်ခနေတွတ်ထက်လိုက်ပြန်သည်။အက်ဒီဘေးဆောင်လေချသွားသည်။အင်းဒီကအဖို့စည်းရကကဲကြောက်ပြီလား သိပြီလားဟုတ်ဟုတ်ကဲ့သိသိပါပြီအဒီဒီကမန်းကန်းထပြီးထွက်ပြေးသွားရင် ခွေးစုံမှာနင်းအသာစီးရတာလို့ပေါ့လို့မဟုတ်ရင်နင်းမသက်တော့ဘူးမန်းနောက်ပြန်လှမ်းအောင်ပြောသွားသည်ကဲကဲကဲဒါဆိုနင်းပြန်လာကစမ်းမှာပြန်လာကစမ်းမှာသို့တော်အဒီကပြန်မလာတော့ဖဝါနဲ့တင်မှာတသားရဲကြောင်းစွတ်ပြေးသွားလိမ့်မည် အင်းဒီသည်သူ့လက်နှစ်ဖက်ကိုပုတ်တက်ပြီးတော့အားရပါရအသက်ရှူထိုးလိုက်။ခွေးကလေးမှာအမိုက်ပုံပေတွင်ရှိနေစေဖြစ်သည်။အင်းဒီသည်မြေကြီးပေါ်တွင်ဒူးထောက်ထိုင်ချလိုက်ပြီးနောက်ခွေးကလေးအားချိုသားစွာလှမ်းခေါ်လိုက်သည်။ဟေးကောင်လေးလာလာလာဘာမှကြောက်စရာမလိုတော့ဘူးလာလာဒီကိုလာ။တိုးတော့ခွေးကလေးကအင်းဒီကိုမျက်လုံးကလေးပေကလက်ပေကလက်နဲ့လှမ်းကြည့်ရင်းမူလနေရာတွေမှာရက်မြက်ရက်နေသည်။လာပါကောင်လေးလာပါဘာမှမကြောက်နဲ့။မင်းကောင်ကဘာမှမလုပ်ဘူး။ ီအချိန်တွင်တော့ခွေးကလေးသည်အင်းဤတန်ကိုစိတ်ချလက်ချယုံကြည်သွားပြီးအင်းဤထံသို့အမိကလေးတစ်နက်နက်ဖြင့်ခက်ဖြည်းဖြည်းရှောက်လာသည်။အိုးချစ်စရာလေးပါလား။ဟိုလူမိုက်ကလေးတွေကမင်းကိုနှိမ့်စက်ကြသလားယင်။အင်းဤသည်ခွေးကလေးကိုလက်နဲ့ပုတ်သက်ရင်းကျဉ်ဆောင်စာပြောလိုက်။ခွေးကလေးမှာအမွှေးစက်ချက်နဲ့ကော်ဖီအောင်မျိုးဆက်ခွေးဖြစ်သည်။မျိုးလုံးကြီးတွေကဝမ်းဆက်ပြီးညွန့်ညွန့်ငယ်ငယ်အသွင်းစောင်းနေ။လပင်းတွင်လေကျိုးစော့တန်းတန်းနေသူ့ဟာသူကြိုက်ဖြက်လာဝင်ရသည် အင်းမင်းလည်းပဲငါလိုထွက်ပြေးလာနေတူပါရဲ့ငါလိုပဲနှိမ့်ဆက်ခံရလို့နေမှာပေါ့ခွေးကလေးကအင်းဒီကိုနှာခေါင်းနဲ့ပုတ်တီပုတ်တန်လှုပ်နေသည်ကဲဒီအချိန်ကစားပြီးမင်းကဘသူမှမနှိမ့်ဆက်ရတော့ဘူးဘာဖြစ်လို့လဲဆိုတော့မင်းကငါပိုင်သွားပြီမင်းဟာငါခွေးကလေးဖြစ်သွားပြီထိုအချိန်တွင်အေးကောင်ဒိန်းအောင်ဖြတ်ဆိုသလို နောက်ဖက်မှာငှက်ဆိုးထိုးတန်ကြီးရုတ်တရက်ပေါ်ထွက်လာ၏အင်းဒီဟေ့အင်းဒီဒီကောင်မဘယ်သွားနေရလဲ ဟင်အမိုက်ကလေးတပုံးသွားသွန်းတာဒီလောက်တောင်ကြာတယ်လားဟေ့မစ္စစ်ဘစ်စဘီကနောက်ဖေးလမ်းကျောက်သို့ထွက်လာပြီးအော်ပြောလိုက်ခြင်းဖြင့်မဟုတ်ပါဘူးအန်နီဒီမှာခွေးလေးခွေးလေးလေးတကောင် တွေ့နေလို့ပါတနာစရာလေးပဲအန်ဒီရဲ့ကျမတို့ကိုမွေးထားပြစီနော်အင်းဒီကမျှော်လင့်တဲ့ကြီးဖြင့်တောင်းမှန်လိုက်သည် မစ္စစ်ဘစ်စဘီကအင်းဒီကိုတလေခွေးကလေးကိုတလေစင်စင်ကြီးကြီးရင်အော်ညီက ခွေးမွေးကျင်တယ်ပေါ့လေအင်းဖြစ်ပါတယ်ဖြစ်ပါတယ်မွေးပေါ်မွေးပေါ်ဒီတော့ဒီလိုလုံးသူ့ကိုတနေ့၃ချိန်စာကျွေးအမဲသားပေါင်တင်သားနဲ့နေကျွေးပြီးတော့ငါ့အရာမှာလာသိပ်ပေါ်ဟုတ်လားအိုးအဲ့လိုမဟုတ်ရပါဘူးအန်ဒီရဲ့ကျမတောင်းပန်ပါတယ်အန်ဒီတို့အတွက်ဘာမှတောင်းဝင် မကြည့်စီရပါဘူးသူ့ကိုကျမစားတဲ့ထဲကတဝက်ခွဲချင်မှာပါအဲ့တော်လေးမြေရောက်ခန်းထဲမှာကျမနဲ့တူအိမ်လိုရတယ် န်ဒီတို့တို့ဘာမှမကုန်ကြစေရပါဘူး။သူကြောင့်ဘာမှစိတ်မချမ်းသာစရာမဖြစ်စေရပါဘူး။ကျမကြိပေးပါရယ်။ကဲကလေးမဘာမှရှိရှိဝေးပြောမနေနဲ့တော့အဲ့ဒီခွေဝဲစောင်းကို အိမ်မှာပဲထားခင်။ပြီးတော့ညီကစိုက်နေလား။လှုပ်ဆန်ရှိရဆက်လို့ဒီမှာစားတော့သူတွေထိုင်ဆောင်နေရကြားလာပြီ။ဟုတ်ကဲ့ပါအန်ဒီကျမခုပဲလာခဲ့ပါမယ်။မစ္စဘီစဘီဒီစားတော့ဆိုင်နေပြန်ဝင်သွားသည်။ သို့တော့အင်းကြီးကတော့ခွေးကလေးနားမှမခွာရသေး။မဖူပါနဲ့ကောင်းလေရဲ့။မင်းကဒီတိုင်းပြစ်မထားခဲ့ပါဘူး။အင်းကြီးကရှင်းသူပြောပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။သူနဲ့ခွေးကလေးတို့ထွက်ပြေးကြမည်။အဝေးကြီးတို့ထွက်ပြေးမည်။ဘသူမှလိုက်မဖမ်းနိုင်သောနေရာသို့ထွက်ပြေးကြမည်။တို့ဖြင့်အချိန်ဖြုံးနေတော့ပဲခွေးကလေးလည်းပင်မောင်းကျိုးစာကိုတနည်းအားဖြင့်ချီလိုက်သည်ဒီမှာခဏနေရအောင် ငါချက်ချင်းပြန်လာခဲ့မယ်။ထို့နောက်အင်းဒီသည်စားသောက်ဆိုင်နေပြန်ဝင်ပြီးမြောက်ခန့်သို့ပြေးဆင်လာခဲ့သည်။ဇပွဲတို့ဝတ်စုံကိုကပြကရချွတ်သည်။သူအင်းကြီးဟောင်းကလေးကို ပြန်ဝစ်ပြီးအဖေါ်မဆွေတောင်းထပ်ဝစ်လိုက်သည်။ပြီးတော့သူ့ပစ္စည်းကလေးများကိုတန်စကားချင်းနဲ့ထည့်ပြီးနောက်လမ်းကြရတဲ့သူအမြန်ပြန်လာခဲ့သည်။ထို့နောက်ခွေးချထားသောကြိုကိုပြန်ဖြုတ်ပြီးလမ်းကြားထဲမှထွက်လာခဲ့တော်သည်။"ကဲမင်းမြန်လား၊ကောင်းလေ။မြင်မြန်ပြေးမှဖြစ်မယ်။" ကလေးမလေးနဲ့ခွေးကလေးတို့သည်အနောက်55လမ်းတိုင်းအရှိဘက်သို့ပြေးလာခဲ့။မြေကန်နှင့်ဝိနေသမျှဝေးအောင်မဟန်တန်မြို့နယ်အလေပိုင်းစီသို့ဥတီပြေးလာကြသည်။ပြေးလာရင်အင်းဤအလွန်ဝမ်းသာပျော်ရွှင်နေ။ဖရက်တို့လင်မြန်ဆက်ကွင်းမှလွန်မြောက်ခဲ့ပြီ။ဘစ်စပီစောတော့ဆိုင်ကျင်းသားဘဝမှလွတ်ကျွခဲ့ပြီ။သူသည်ချိန်မဲ့အနေနဲ့ခြေစလုံးအိမ်နံဘဝသို့ပြောင်းရောင်းလာခဲ့ရပြန်ပြီ။လက်ထဲတွင်ပတ်စံတစ်ပြားမှပါမလား။ သို့တော်သူတစ်စက်ကလေးမှဝမ်းမနေမူဝဲကလေးများကြနေသောမိလာ၏ထိုနေနေခင်သည်ချမ်းချင်းရှိပေလွေထွေးနေသည်ဟု သူခံစားမိသည်ဒီစချိန်ထွက်ပြေးရသည်ကိုသူလုံပြောနေသည်အဖေကြောင့်ဆိုသောခိုင်းလို့သူတယောက်တည်းမဟုတ်တော့အဖော်ပါသည် ခွေးကလေးပါသည် သူ့ခွေးကလေးပါသည်